သူမမထင်ထားတဲ့ပြုမှုနဲ့ကြုံခဲ့ရလို့အင်းလေးဒေသကို မလူတန်းဖို့တိုက်တွန်းလိုက်တဲ့ခိုင်နေဝေပရိသတ်ကြီးပရိုက်တာမင်းသမီးကြီးကတော့မလာ28ရက်နေ့လောက်ခဲ့သွားခဲ့တဲ့ငန်းလင်တွေ လူနှမ်းမှုတွေများကြီးပြုလုပ်ခဲ့တာဖြစ်ပါရည်ခန်းနင်းဝင်ဟာပျက်စီးရရင်သွားတဲ့ကျောင်းကံဖျားရည်နဲ့ဇေဒီတချို့ကိုလည်းအလူငွေတွေများကြီးထည့်လူပေးခဲ့ပါဖြစ်ပါရည်အခုကမှလည်းဆေဝဲဖိုင်ဆေဝဲငယ်လေးကြောင့်အပျက်စီးများခဲ့တဲ့ရှမ်းပြည်တောင်ပိုင်းကအင်းလေးဒေသကိုသွားရောက်ပြီးတော့ငွေအားကိုလူအားပါလူနှမ်းပေးခဲ့တာလည်းဖြစ်ပါရည်သူဘာကအင်းလေးကဒေသခံတွေနဲ့ပြည့်စည်သွားတဲ့ဖုံတော်ကြီးကျောင်းတွေနဲ့တကိုးကြီးဖျားတွေကိုငွေအားနဲ့ပြန်လည်ပြုပြင်ဖို့လှူဒန်းပေးကြတာဖြစ်ပါရည်ပြည်သူများကိုလည်းတောက်တုံးရှင်နဲ့အသင်စားစာတွေကိုလည်းလှူဒန်းပေးကြတာဖြစ်ပ ပါတယ်။ဒါပေမဲ့လည်းအင်းဒီဒေသကသူတွေဟာတိုင်းရင်းသားတွေဖြစ်တဲ့အတွက်မြန်မာရင်းရဲ့စည်ရင်းကိုမသိကြပါဘူး။အလူငွေလူရင်းလေးကြိတ်ကြိတ်တို့ပြီးတော့လှူတာတွေများတော့သူမဟာဒီတစ်ခါလူမှာတော်တော်လေးစိတ်တိခိုက်ရတယ်လို့ဆိုပါတယ်။အင်းဒီဒေသဟာရေပြင်ပေါ်မှာတည်ထားတဲ့အင်ချေတန်းတွေရဲ့တကူးကြီးဖျားများစွာရှိတဲ့ဒေသဖြစ်ပါတယ်။ အရင်တို့ဧည့်သည်တွေလာရောက်လဲပတ်ဖို့အတော်လေးကိုမှအားယူရမှလည်းဖြစ်ပါတယ်။အင်းလေးဒေတာရဲ့ပျက်စီးမှုဟာမြို့ရဲ့80ရာခိုင်နှုန်းလောက်ကိုပျက်စီးခဲ့တာမလို့အပျက်စီးတွေကြားကနေရှားပါမှုတန်းမှခံခဲ့ရပါသေးတယ်။ဒီတော့ငလေးတန်းကိုခန်းစားရဆိုမြို့တွေထဲမှာမန်လေးစကိုင်းအင်းဝါနဲ့အင်းလေးကအများဆုံးခံရတာဖြစ်ပါတယ်။ ်မင်းသမီးကြီးခိုင်နေဝေယအင်းလေးဒေသရဲ့အရှင်ကားတွေကလူလယ်ကျောင်းမှုတွေကိုသိပါရယ်ဒါပေမဲ့ဘာသာမတူအမျိုးမတူလူရင်းစားတွေမလို့အပြစ်မမြင်ပါဘူးအရှင်ကားဆိုရင်ဖျားဖို့လာရင်းနဲ့အစွတ်တွေမှာပန်းရံပတ်စံတောင်းနဲ့ရုပ်ပြက်ပါရယ်ဒီတော့ဒီလိုဒေသတွေကိုတေချာလေးစနေတစားနဲ့စီမံပေးထိန်းသိမ်းတယ်လို့ပြောဆိုထားပါရယ်ခန္ဒီဝေဟာဘလိုပဲအခက်အခဲတွေရှိနေပါစေအင်းလေးဒေတာရဲ့ချုပ်ပြည်သူတွေနဲ့အင်ပြိုကျပျက်စီးသွားတဲ့သူတွေကိုငွေကြေးနဲ့ရေရှားပါမှုတွေတောက်တုံးရင်အလုံလောက်ကိုလှူဒန်းပေးခဲ့တာဖြစ်ပါတယ် အိမ်တိုင်းအိမ်တိုင်းဟာခြေတန်းရှဲအိမ်လေးဖြစ်တာကြောင့်ယာယီနေထိုင်လို့ရမယ့်အမိုးကာလေးတွေနဲ့တစ်ဖိုးဝါဖိုးစားတာတွေကိုလည်းလိုအပ်တဲ့ကေဆေးရေးဖွဲအစည်းအရာနဲ့တဆင့်တူပေးကြတာဖြစ်ပါသည်။မင်းသမီးချိခိုင်နေဝေကတော့သူမရဲ့အလူမနေရာတော်တော်များကိုလိုခဲ့ပေမဲ့ဒီအိမ်လေးဒေသကိုပို့ပြီးတော့စာနာမိပါသည်။ရှေးဘေးတို့ကလည်းသူတို့တွေထိခိုက်ရတဲ့ငားလာပဲရှိသေးတယ်။အခုငလင်ပေးဆိုတော့အိမ်တွေပါပြိုကျ လူတွေပါအသက်ဆုံးရှုံးရတဲ့အတော်လေးစိတ်မကောင်းဖြစ်မိရလို့ဆိုပါရီငွေကြေးအင်အားအများကြီးတဲလာပြီးပြိုကျပျက်စီးသွားတဲ့ဖီးယားတွေနဲ့ဖုန်းတော်ကြီးเจ้าတွေကိုအရှင်မတီလူတန်းပြီးတော့အိုမဲအိမ်မဲပြည်သူတွေအတွက်ငွေကြေးတယောက်ကို၅သိန်းစီထောက်ပတ်လူတန်းပေးခဲ့တာဖြစ်ပါရီစိတ်ထားကောင်းမွန်ပြီးတော့အလူတန်းမှာထိတ်ဆုံးကရက်တီတီတဲ့ခိုင်တွေဝေကတော့သူမရဲ့အလူတန်းရှရောတဲ့စိတ်ထားဖြူစေလုံးပါရီသူမစီကိုလည်းခြားတော်နုပညာရှင်တွေနဲ့နမဲကြီးပရိုက်တာတင်းတွေကပါ မတီးပေးခဲ့တာကြောင့်အင်းလေးဒေတာကိုလူပရင်သူမကအလှနာပြီလို့လဲဆိုပါရီနေစဉ်ရက်စဲငလင်းအဖြစ်ကလေးကမနာရသေးတော့သူမလည်းပြင်ပန်းပြီအစင်မပြေဖြစ်နိုင်ပါရီဒီတော့လူရှင်နေလူတန်းပေးတဲ့လူပွဲတွေနဲ့သူမကိုယ်တိုင်ကသွားလူပေးခဲ့တဲ့မင်းသမီးကြီးခိုင်နွေပေါ်မှာမှတ်ချက်လေးတွေကိုလည်းပေးခဲ့ပေးပါအောင်ရှင်အင်းလေးဒေတာရဲ့ငလင်းတန်ခရမှုပေါ်မှာလည်းမှတ်ခဲ့ပေးပါအောင်နော်အပင်နာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းရှင်ဝင်စားစရာကောင်းတဲ့စေတီတွေနုပညာရှင်တွေတင်နေတဲ့သူပြန်လာခဲ့ပါအောင်မယ်ရှင်